ားလုံးကိုမင်္ဂလာပါဒီနေ့မှာတော့ review ပေးတော့မယ့် game လေးက anime လေး manga တွေအကုန်လုံးမှာဆောက်ရမ်းကိုနာမည်ကြီးနေပြီးတော့ top 1နေရာမှာရပ်တည်နေတဲ့ solo leveling ဆိုတဲ့ game လေးကိုကျွန်တော် review ပေးတော့မှာဖြစ်ပါတယ် ီကောင်က movie တွေဒီ manga တွေနဲ့ story line ကတုံ့ပြန်နေပဲလို့ပြောတယ်တကယ် home ဟုတ်တကယ်ထွက် video တွေအနမ်းကတော့ level 1မှာနေရာယူနေတယ်ပေါ့နော်ဒါပေမဲ့ game ကရော number 1မှာနေရာယူနိုင်ပါမလားကျွန်တော်တို့အတူအရင်ဆုံး game လေးဆော့ကြည့်မယ်ပြကြလို့ရှိရင် review လေးကြည့်လိုက်ရတာပေါ့ let's go yeah! ဒီဂိမ်းရဲ့အဆမှာတော့အနိုင်တဲက story line ကိုယူလာပြီးစောင်းကျင်ဦးကဘလို့ဖြစ်လို့ hunter တယောက်ဖြစ်လာလဲဆိုတော့စက်ကြောင်းကိုစတင်ထားပါတယ်။ဇလန်လေးကတော့ဒီကမ္ဘာပေါ်မှာဘယ်ကမှမသိတဲ့ game ကြီးစပေါ်လာပြီးတော့မကောင်းဆုံးတွေထွက်လာတဲ့အခါမှာ hunter ဆိုတဲ့အထူးဆွမ်းရှိသူတွေကလိုက်တက်ကြပါတယ်။အဲ့ဒီထဲမှာမှ main character ဖြစ်တဲ့ဂျင်ဦးကအာအနေဆုံးဖြစ်ပြီးတော့သူ့ကိုလူတိုင်းကလှောင်ပြောင်ကြပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ကံကြမ္မာကတော့ဒီကိတဲ့စဝင်တဲ့အချိန်မှာ down le do aage baadhe chui thank you survive for the allotted amount of time dodge their attacks damn it how long do i have to run how does it expect me to get out of here alive Wolves? Get out of my way! Always have. If it means I can become stronger. my way! Now is my chance! Okay, game လေးလဲဆော့ပြီးပြီဆိုတော့ review လေးပေးလိုက်ရအောင်။ဆိုတော့အရင်ဆုံးပြောချင်တာကဒီ game မှာ graphic graphic တော်တော်ကောင်းတယ်။ sound design အဆင်ပြေတယ်။ဘာဖြစ်လို့လဲဒီကောင်လေးပြောနေတဲ့အတိုင်းဒီထဲမှာအတန်သေးဥဆောင်လာတဲ့လူတွေကတော်တော်ကောင်းတယ်လို့ပြောရမယ်။ Oh, hi. English လို့ပြောပြီးတာတွေကမသိလို့ရှင် Wait a minute Who are you အတန်ထွက်ကောင်းအဲ့တခုကြိုက်တယ် A wolf assassin I like it Getting a teleportation stone was easier than I thought. Should I go back? No, I don't know if I'll ever get the chance to boost my powers like this again. <laughs> ဒီကောင်ရဲ့ combat move တော်တော်မိုက်တယ်ဒီကောင်ကိုပေးထားတဲ့ movement တွေ combat movement တွေအရန်ကိုမိုက်အဲ့ဒါတခုကြိုက်တယ်နောက်တစ်ခုကြိုက်သေးတာရှိဘာလဲဆိုတော့ boss fight boss fight တွေကဆောင်းရမ်းမိုက်တယ် epic ဖြစ်အဲ့ဒီခုလည်းကြိုက်တယ်ဒီကြလို့ရှိရင်ဒီကောင် story line ကိုလည်းဆောင်းတဲ့ပုံစံ story line ကိုပုံဖော်ထားတဲ့ပုံစံကအစမှာစကားပြောတဲ့ပုံစံလေးနဲ့လာပြီးတော့ပြီးကြတော့မန်ဟွာလိုပုံစံလေးမျိုးပြန်ပြောင်းနေတာအဲ့ဒီခုလည်းဆောင်းရမ်းကြိုက်သေးတယ်ဒါပေမဲ့လုံးဝမကြိုက်တာတစ်ချက်ရှိ လုံးဝမကြိုက်တဲ့တစ်ချက်ရှိတယ်။ဘာလဲဆိုတော့ဒီကောင်က graphic စောင့်ရမ်းကောင်းနေလို့လားဘာဖြစ်လို့လဲတော့မသိဘူး။ဖုန်းမနိုင်ဖုန်းတလုံးများများနိုင်မှာမဟုတ်ဘူး။အဲ့တခုတော့ရှိကျွန်တော်ရဲ့ဖုန်းက Snapdragon ဒီ7 Gen ကြော်တယ်။အဲ့ကောင်တော့မှပဲဖုန်းကတစ်ချက်တစ်ချက်ထွက်သွားတာမျိုးတွေတစ်ချက်တစ်ချက်ထောက်တာတွေထစ်တာတွေရှိတယ်။နောက်တစ်ခုကဘာလဲဆိုတော့ဒီကောင်ကစ်တော်တော်များတယ် ထောင်းရခစ်တတော်များတယ်ဒါနောက်တစ်ခုထက်ရှိသေးတာဘာလဲဆိုတော့ဒီကောင်က story line နဲ့မတူတဲ့အရာတွေရှိတယ်ဟက်ကွာတာတွေဘာတွေကိုအချိန်စောကြီးရောက်သွားတာတွေပြကြလို့ရှိရင်ကိုလိုချင်တဲ့ဟာကိုတောဝယ်လို့ရတဲ့ short ပြီဆိုတာကကျွန်တော်ဒီဘယ်လိုပြောအောင်လဲဆိုတော့အနိုင်နဲ့မှကြည်တာတော့မမြင်ဘူးဒါပေမဲ့ game နဲ့မှပါလာတယ်အဲ့ဒါလေးကကွဲပြားချက်လေးနဲ့ရှိတယ်ဟိုမောင်ကွာထဲမှာဆိုလို့ရှိရင်တွေ့လိမ့်မယ်ဗျာ goblin တစ်ခေါင်းတော့အနိုင်နိုင်တက်နေရတဲ့ခေါင်းက ဒီထဲမှာဆော့ဆော့တွေ့ချင်းကောင်းတွေအကုန်လုံးကိုဓာတ်နဲ့မသိစူပါဟီးရိုးလိုရွှွှွှွှွှဲနဲ့တကောင်လည်းမဟုတ်သုံးကောင်လည်းမဟုတ်ခုတ်တယ်ဖြစ်တာအဲ့ဒါရဲ့ပိတ်ပြီးရုပ်ပြီးမရှိအဲ့ဒါကိုလည်းလောမကြိုက်ဆိုတော့ overview overview ရဒီကောင်ရဲ့ rating ကိုကျွန်တော်ကတော့6 out of 10အဲ့လိုဆိုတော့အဲ့မြန်တာစောက်ရမ်းအများကြီးပါတယ်ဗောနော်ပစ္စောတွေကလည်းအလောက်ထိကောင်းနေတော့မပေါ့အဲအဲ့ဒါလေးလေးရှိတယ်ဆိုတော့ Okay ခင်ဗျားတို့ကောဒီ game ကိုဘယ်လိုထင်လဲဆိုတော့ပြောပြပေးတော့လေးရပါတယ်ဒီ game က Play Store မှာဆိုရင်ဟုတ်တယ် review ကလည်းတသိန်းနီးပါးဖြစ်နေပြီဆော့တဲ့လူကလည်း10 million နီးပါးရှိတယ် 4.1k တောင်ရတာလိုက်ကဆိုအဲ့တော့စော့ကြည့်တဲ့မို့စော့စော့ကြည့်ဖို့အတွက်ကိုတော့အကြံပေးတယ်စတိုရီလိုင်းကြိုက်တဲ့လူတွေဆိုလို့ရှိရင်စော့ကြည့်တော်တော်လေးမိုက်အဲ့ဒါကိုတော့ပြောချင်ပါတယ်ဆိုတော့ဘာဂိမ်းတွေကိုထပ်ပြီးတော့ review လုပ်စီခြင်းလဲဆိုတာလဲကျွန်တော်ကို comment အောင်မှာမှန်သွားပြလို့ရပါတယ် ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ခဲ့ပေးပါတကယ်လို့ခင်ဗျားတို့က review ကိုမကြိုက်ဘူး review content တွေမကြည့်ချင်ဘူးဆိုလို့ရှိရင်လည်းတခြား content တွေကိုကျွန်တော်ရဲ့ဒီ description link ထဲမှာထည့်ထားပေးပါမယ်အဲ့ link နဲ့ဝင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရဲ့အလုပ်ကိုင်းနေတဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်လူတွေရဲ့စိတ်နေစိတ်ထားတွေနဲ့ပဲပတ်သက်ပြီးတော့ဖြစ်ဖြစ်ဘယ်လိုမျိုးပုံစံကိုမဆိုးခင်ဗျားတို့ဒီ channel ထဲမှာဝင်ကြည့်လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ MC ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်တို့ပြန်တွေ့ရအောင်